ဒေမှာမှမရှိဘူးနော်ပြည်တွင်းစစ်မှာလေရင်မတုံးရဘူးလို့ဘယ်ဥပဒေမှာမရှိဘူးလက်ရှိကလည်းပြည်တွင်းစစ်မှုပြည်ပကျူးစော်စစ်နိုင်ငံအလိုက်တရားရုံးများပြည်သာမကပြည်တွင်းတရားရုံးများပါတရားမျှတမှုဖော်ဆောင်ရေးအစိုးရကိုကျူးလာပါမယ်တဲ့နိုင်ငံတော်ကတရားရုံးကိုမပြောတော့ပြည်တွင်းတရားရုံးကတော့မင်းတို့ကိုရှင်းပါပဲတော်လက်တမနာယူလာတော့မသိဘူးအဲခတ်တာပို့ဆိုးတာလေယူကောက်ပဲပြီးနေသူတမနာဖြစ်ဘူးဖြစ်မှဖြစ်မှာမဟုတ်ဘူးနဲ့သူတမနာရလို့ယူ ယူပြီးရင်လည်းသူကနောက်ထပ်သမရကြိုက်တော့ယူလို့ရပါဆိုဥရပြင်လိုက်ဒေရောเสียရည်အဲဥမင်းအောင်လာလည်းတမျိုးသူကတော့ဟုတ်ပဲကွာသူကလည်းသူကလည်းဟိုနိုင်ငံဖြတ်တယ်မှာသူလည်းပါတော်လံမျိုးတွေအားလုံးပဲငလင်ပေးနဲ့မေးပေးတာမှာအများဆုံးကင်းဝေးကြပါသေးလို့ဆူတောင်းပေးနေပဲ Project Revolution ရဲ့ channel လေးကပြန်လည်ကြိုဆိုလိုက်ပါရစေ။ဗီဒီယိုလေး reaction မလို့ topic မှာတော့ဒီနေ့မေလ18ရက်နေ့တနင်္ဂနွေနေ့ရဲ့ နောက်ပိုင်းထိနောက်ဆုံးရရှိတဲ့သတင်းချို့ကိုအချင်းချို့ဖော်ပြပေးသွားဖြစ်တဲ့အတွက်တော်လန်မျိုးတွေအားလုံးပဲအဆုံးထိကြည့်ရှုပေးဖို့ဒီနေရာကနေပြီးတော့တမန်တောင်းဆိုလိုက်ပါတယ်။ဒီကောင်းဆောင်များဟာ၎င်းတို့ရဲ့ကိုကျိုးစည်းဝါးအတွက်နိုင်ငံတော်အာဏာကိုအတင်းအဓမ္မမတရားသဖြင့်သိမ်းယူထားဒီမှာဒီနေ့မှဆိုရင်တော့1568ရက်ရှိပါတယ်။1568ရက်နေ့စဉ်နဲ့မျှပြည်သူတွေရဲ့မျက်ရည်တွေနဲ့ဖျက်ဆီးနေရပြီးစိုးရိမ်ပူပန်မှုတွေသောကတွေနဲ့တွားနေရတဲ့နေသားတစ်ခုပါတယ်။ဒါကြောင့်ဒီလိုရက်တွေကိုအမြန်ဆုံးကုန်လွန်စေဖို့အတွက်ဥပပြီးတော့ တော်လိုင်းသတိတော်လိုင်းသတိမပြတ်စေဖို့အတွက်နေ့စဉ်ရက်ပေါင်းများစွာကိုရေအတွက်ဖော်ပြပေးနေခြင်းဖြစ်ပါတယ်မြန်မာနိုင်ငံတော်ဝန်စစ်ကောင်စီကတရက်တာတွင်စစ်ကူးသေးဆုံးမှုစီးရင်မှာတော့တင်သာရီတိုင်းတပွဲမြို့နယ်မှာ6ကောင်တော်လိုင်းရဲဘော်2ဦးကတော့ပြစ်ဆက်ခဲ့ရပါတယ်တင်သာရီတိုင်းရေပြည်မြို့နယ်မှာ2ဦးလင်းဝင်ရောက်ပြီးတော့မန္တလေးတိုင်းရေမဲသိမ်းမြို့နယ်မှာ6ကောင်နဲ့မကွေးတိုင်းပခုတ်ကူမြို့နယ်မှာ2ကောင်တည်တည်သေးဆုံးခဲ့ကြောင်းသိရှိရပါတယ် ောင်းဆုံးသတင်းပုတ်အနေနဲ့ကတော့မြဝကျွန်းပေါ်ဒေသများရဲ့အိမ်ပြန်ခီးကွက်ပြေမဟာပြူဟာကိုပုံမပြေဆုံးစေလိမ့်မယ်လို့ NUG ကော်ကွယ်ဝင်ကြီးဦးယုံမောင်ကပြောကြားလိုက်ပါတယ်။နိုင်ငံအတွက်ခေတ္တကိုဖော်ဆောင်ပေးမဲ့တော်လိုင်းရင်းနဲ့အတူပြည်သူတွေဟာဆက်လက်ပြီးအခုတကွာရှိနေပေးဖို့မြို့သားညွေဆိုးရ NUG ကော်ကွယ်ဝင်ကြီးဌာနကနေတို့ပြန်လာပြီးအေယာဝတီဆိုတဲ့ကမ်ပိန်းတစ်ခုကိုလည်းဆက်စင်လုပ်နေတာကိုသိရှိရပါတယ်။ဒီတော်လိုင်းရေးအောင်ပွဲရလဟာအင်မတန်ကြီးကြပ်ခမ်းနားပါလိမ့်မယ်။ကျွန်တော်တို့နိုင်ငံအတွက်ခေတ္တစနစ်တဲ့တမိုင်းတဲ့ကိုဖန်တီးနေတဲ့တော်လိုင်းရေးပါကျွန်တော်တို့အားလုံးရင်းနှီးရကြိုးနှက်ပါလိမ့်မယ်။ တော်လိုင်းရဲဘော်တွေဖို့အားထားစရာဟာတော်လန်ပြည်သူတွေပဲရှိလို့လည်းဦးရင်မုံကပြောကြားခဲ့ပါဗါတယ်။ကျွန်တော်တို့ပြည်သူတွေအနေနဲ့ကတော့၎င်းနဲ့ညစ်မနေတော့တဲ့အနေအထားကိုရောက်နေပါပြီ။ဒါကြောင့်ဒီလိုမျိုးစိတ်ရလာရှင်ပြုတ်ကြဖို့ဆိုရင်ပြည်သူတွေရင်ထဲမှာဘယ်နိုင်ငံကမဆိုဝင်ရောက်ပြီးတော့တိမ်းသွားမယ်ဆိုရင်တော့လက်ခံမယ်ဆိုတဲ့အနေအထားတခုကိုရှိနေတာတော့အားလုံးသိမှာဖြစ်ပါတယ်။ဒါကြောင့်ဒီလိုမျိုးအနေအထားရှိတဲ့အနေအထားမှာပဲကျွန်တော်တို့တွေကတော်လိုင်းတက်တွေကိုပို့ပြီးတော့အားကျိုးမှန်တက်နဲ့တွန်းတွန်းတိုက်တိုက်နဲ့အမြဲတမ်းထောက်ခံနေဖို့လည်းလိုအပ်တယ်လို့အမြဲတမ်းပံ့ပိုးကူညီဖို့လည်းလိုအပ်တာကိုဒီနေ့ကနေထပ်မံသိစေချင်ပါတယ်။ အေဝတီတိုင်းလွတ်မြောက်ရေးအတွက်တိုက်ပွဲဝင်နေတဲ့ PDF ရဲဘော်တွေနဲ့အတူအေဝတီတိုင်းနဲ့မြန်မာပြည်တဝန်းကတော်လိုင်းပြည်သူတွေအားလုံးအတူတကွဆက်ရှိပေးကြဖို့လဲဦးအီမွန်ကတိုက်တွန်းနှိုးဆော်ထားပါတယ်ဒီနေ့ဟာပြည်သူတော်လှန်ရေးရဲ့မဟာဗျူဟာတနင်္ဂနွေလုံးကွက်ပြည်နီးနီးပဲဖြစ်ပါတယ်။မြဘာကျုံမော်သားတွေရဲ့အိမ်ပြန်ခီးရာဒီကွက်ပြည်မဟာဗျူဟာကိုပို့ပြီးပြေဆုံးစေမှာဖြစ်ပါတယ်ဆိုပြီးတော့လည်းဝီမုံကအေယာဝတီကိုပြန်တဲ့လမ်းကကမ်ပိန်းတစ်ခုကိုလည်းအတက်ဖွဲ့ရစကားပြောခဲ့တာကိုသိရှိရပြီးတော့ပြည်သူတွေနေနေလဲအေယာဝတီတိုင်းဟာလည်း ီတော်လိုင်းကြီးမှာဘယ်လောက်ထိအေးပါလဲဆိုတော့ကိုယ့်ကိုယ်ကိုယ်မြင်အောင်ပေါ်ပြခဲ့ရလဲဖြစ်ပါတယ်။ပြည်သူများအားလုံးမင်္ဂလာပါ။ဒီကနေ့ပြည်သူဒေါ်လန်ရေးရဲ့မဟာဗျူဟာကတနေကံလုံးကွက်ပြည့်နေရေးပဲဖြစ်ပါတယ်။ရုပ်ဝကျုံပေါ်သားတွေရဲ့အိမ်ပြန်ခီးကဒီကွက်ပြည့်မဟာဗျူဟာကိုပုံပြီးပြည်စုံနေခဲ့တယ်။လက်နဲ့အားကိုနဲ့ပြည်သူကိုရန်တတ်တူပြုတ်နေတဲ့စစ်အုပ်စုကိုရရလက်နဲ့ဆွဲကန်ပြီး ခုခံတွန်းလှန်ဖို့မှာတပါပြည်သူတွေမှာတခြားရွေးချယ်စရာမရှိရပါဘူးအခုချိန်မှာလူငယ်တွေက PDF ဖြစ်ခံယူရင်းအတက်နဲ့ဘဝကိုရင်းပြီးတိုက်ပွဲဝင်နေတဲ့အချိန်တော်လံပြည်သူတွေကလည်းကိုယ့်ရဲ့ချွေးနှဲစာတွေကဖြစ်နိုင်သမျှထောက်ပံ့လူတိုင်းရင်းတော်လံဤခီးကိုအတူတကွဖျက်တမ်းနေကြတာဖြစ်ပါလေဒီတော်လံဤအောင်ပွဲရဲ့ ရလကအင်မတန်ကြီးကျယ်ခမ်းနားပါလိမ့်မယ်။ကျွန်တော်တို့နိုင်ငံအတွက်ခေတ်သစ်စနစ်သစ်တမိုင်းသစ်ကိုဖန်ပြီးနေတဲ့ဒေါ်လာရေးပါ။ကျွန်တော်တို့အားလုံးရင်းနှီးရကြို့နှက်ပါလိမ့်မယ်။ဒေါ်လာရေးရဲဘော်တွေဖို့အားထားစရာဟာဒေါ်လာပြည်သူတွေပဲရှိပါလိမ့်မယ်။ဒီအပရိတိုင်းလူမျိုးရေးရအတွက်တိုက်ပွဲဝင်နေတဲ့ PDF ရဲဘော်တွေနဲ့အတူ ARB တိုင်းနဲ့ မြမပြည်တဖွားကတော်လံပြည်သူများအားလုံးအတူတကွဆက်ရှိ ပေးကြဖို့တိုက်တွန်းလို့ဆိုလိုပါတယ်။နောက်ထပ်တင်မှာတော့မကွေးတိုင်းပခုတ်ကူမြို့မှာရှိတဲ့ကျမ်းဘတ်စစ်ကောင်စီတပ်ရဲ့ case scan ကိုဝင်ရောက်တက်ခတ်ခဲ့ရမှာတော့စစ်သားနှုတ်ရောက်နဲ့ပြူစောတိတယောက်ထိဆုံးခဲ့တယ်လို့ရင်းချံ blood tiger ဟိုမိုက်ကေဖွဲ့ကနေပြီးတော့ပြုပြန်ခဲ့ပါတယ်။စစ်ကောင်စီတပ်သားတွေအထိုင်ချတဆွဲထားတဲ့ case scan ကို MED ဖွဲ့ကနေပြီးတော့မဟာမိတ်တပ်တွေနဲ့တူဝင်ရောက်တက်ခတ်ခဲ့တယ်လို့ဆိုရပါတယ်။မိနစ်30ခန့်တိုက်ပွဲကြာမြင့်ခဲ့ပြီးနောက် 施工时间是上午，顶白难以做作业嘛呗。施工是在个市区的幺四六二桥，原来拓宽的那路嘞，M B D 八杠二标突然塌巴嘞，所以大家无论施工时在干嘛，是在哪搞呢？ လူစောဒီတကောင်ပြဆုံးသွားပြီးများပြားထိခိုက်ထင်ရရှိခဲ့တယ်လို့လည်းသိရှိရပါတယ်။အိတ်တက်ခတ်မှုကတော့မြင်းကြံဘလတ်တိုက်ကတဖွဲ့နဲ့အတူငကမင်း PDF ဖွဲ့နဲ့တော်လိုင်းရေးပခုတ်ကူတက်တို့ပူးပေါင်းဆောင်ရွက်လှုပ်ဆောင်ခဲ့တယ်ဆိုတာလည်းသိရှိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်မှာတော့အေယာဝတီတိုင်းအင်ကမှုမြို့နယ်မှာရှိတဲ့ကြီးရွာတွေကိုအချမ်းပတ်စစ်တပ်ဟာလေကြောင်းပြင်ဇက်တိုက်ဘုံကျက်တိုက်ခိုက်နေပြီးပြည်သူများထိခိုက်မှုရှိကနေအိမ်များမီးလောင်ပျက်စီးပြီးပြည်သူများကြွာလုံးကျွတ်ထွက်ပြေးတင်းရှောင်နေရကြောင်းလည်းသိရှိရပါတယ်။စစ်ဘေးတင်ဒေသရဲ့မုန်းတဲ့နေရာမှာနေထိုင်ကြတဲ့ကျွန်တော်တို့ပြည်သူတွေဒီနေ့ကတော့အများနဲ့တွေးနေမှာကတော့ငါတို့ဆိုရင်တော့ဒီလိုလောက်ခံမှာမဟုတ်ဘူးလို့မတွေးပါနဲ့။ စစ်ကောင်စီကမင်းအောင်နိုင်လက်ထက်မှာမင်းအောင်နိုင်ကဘယ်နေရာကိုပဲဖြစ်ဖြစ်ပေးလိုက်ရပြီဆိုရင်တော့မစားရတယ်မဲ့တဲနဲ့ပတ်တဲ့လုပ်ရည်တွေကိုလုံမှာကတော့မလွဲမသေးစုထားကိုအခုချိန်ကြည့်ရတယ်မြင်ရပါတယ်ဖြည်းဖြည်းနဲ့ AWB တိုင်းထဲမှာလည်းငင်းညမ်းပါတယ်ဆိုတော့ဘောမှတိုင်းဆိုပြီးတော့နာမည်ကြီးနေတဲ့ AWB တိုင်းထဲမှာတော့မင်းအောင်နိုင်ကဘုံနေကျဲပြီးတော့ရွာတွေကိုထိုးစစ်စင်ပြီးစစ်ကြောင်းသွားနေတာပါအားလုံးလက်ရှိမှာမြင်နေရမယ့်အနေအထားတစ်ခုပါပဲမေလ19ရက်နေ့ကစတင်ပြီးတော့အင်္ဂဘူမြို့နယ်ချင်းကိုက်ကွင်းကြေးရွာစတင်ကြောင်းကိုအချမ်းပတ်စစ်ထရေလေရင်နဲ့ဘုံတလုံးကျဲချတက်ခဲ့ကြကြောင်းပို့ပြီး 31သိဆက်အနီးမှာရှိတဲ့ပညာမြေကွန်းရံဆိုင်ကိုလည်းဘုံတလုံးထပ်မံကျချတက်ခဲ့ခဲ့ပြီးကွန်းရံဆိုင်မီလောင်ပျက်စီးခဲ့ကြောင်းလည်းသိရှိရပါတယ်။ဒါတွေကတော့သတင်းပေးတွေရှိလို့လောက်တာအနေထားတစ်ခုမှောင်းတွေ့နေရတာဖြစ်ပါတယ်။ဒီမျိုးပြစ်မှတ်တစ်ခုတည်းကိုပဲဥတီပြီးလုံနေတာဟာဒီလိုအေယာဝန်တိုင်းမှာလည်းသတင်းပေးတွေဘလောက်တိရှိမလဲဆိုတာကတော့ကျွန်တော်တို့ပြည့်ကြည့်စရာတော့မလိုတဲ့အနေထားတစ်ခုပါ။ဗီလာ16ရင်းဒီမှာလည်း7:30မိနစ်မှာ ။ဒေရင်နှစ်စီးဖြင့်ဝါရော့ကြည်ရွာ၊ကြပောင်ကြည်ရွာ၊တံပြာကုန်းကြည်ရွာတို့ကိုလေကြောင်းတိုက်ခတ်မှုပြုလုပ်ခဲ့ကြောင်းလူလေကြောင်းတိုက်ခတ်မှုတွင်ပြည်သူများထိခိုက်မှုရှိမရှိကိုတော့အတိအပြုနိုင်ခြင်းမရှိသေးကြောင်းသိရှိရပါတယ်။အကြမ်းဖက်စစ်တရားလေကြောင်းတိုက်ခတ်မှုများဇက်တိုက်ဆောင်ရွက်နေခြင်းကြောင့်လက်ရှိချိန်မှာဗေပြားကုန်းရွာ၊စာစီကုန်းကွင်းရွာ၊ကျင်ကိုက်ကွင်းရွာ၊ဝါရော့ကွင်းရွာကျပောင်ကုန်းရွာနဲ့သမယာကုန်းရွာမှာပြည်သူများဒေလူရွာကိုမှထွက်ပြေးတိမ်းရှောင်နေရပြီးအဲ့ဒီရွာဒီမှာကျမ်းပတ်စစ်တပ်ခန့်အုပ်ချုပ်ရေးမှုများလည်းထွက်ပြေးနေရကြောင်းသိရှိရပါတယ်။အဲအုပ်ကြီးတွေလည်း ဟုတ်ဒီခံတာတော်လိုင်းဘက်ကတော့မို့တော့မင်းအောင်နိုင်ကဘုံမှာကြက်ရှာလို့ပြည်နေရနေတာကိုရောက်ရှိနေဖြစ်ပါတဲ့ဒါကြောင့်ဘုံတံမတင်သေးတဲ့ဒေသမှာရှိတဲ့အုပ်ချုပ်ရေးမှုတွေလည်းပြည်သူတွေဘောကိုဖိနှိပ်နှိပ်စက်မှုတွေပြုလုပ်နေမယ်ဆိုရင်မင်းတို့အနေနဲ့တော်လိုင်းဘက်ကရောကင်းလင်းတော်ခမ်းမဲ့ပြင်ကိုမှမင်းတို့အဘကဘုံကျဲတာကိုလည်းခမ်းမဲ့ဆိုတာကိုအမေဘုလိုလိုအပ်ပါတယ်ငါအုပ်ကြီးဆိုပြီးတော့ဘုံလွတ်မယ်လို့တော့မထင်ပါနဲ့ကွာဟုတ်တဲ့တွင်မှာတော့အချမ်းပတ်စစ်ကောင်စီလေးတဲ့အတွင်းလုံကြုံရေးရလေးတက်ရရှိများနဲ့စစ်သည်များအားလုံး Facebook TikTok အပေါ်ဝင်လူမှုကွန်ရက်သုံးမိများကိုကတ်တလိုက်ကြောင်းလေးတက်သတင်းများထုတ်ပြန်လိုက်ပါတယ်ဒီကောင်တွေလည်းသိပါတယ် သူတို့ရဲ့လေတက်ကိုအရှင်းစပြီးတော့တော်လိုင်းကြီးဘက်ကစတင်ရေးယူတော့မယ်ဆိုတော့သိပြီတဲ့စာအချိန်ကစပြီးတော့အခုလိုမျိုးနေသားတွေပေါ်လာတာဖြစ်ပါတယ်။မေလ22ရက်နေ့မှာဒီဘေးရင်မြို့နယ်မှာရှိတဲ့စာတင်ကျောင်းကိုစစ်ကောင်စီကတိုက်လေရင်ဘုံကျဲခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့စစ်တပ်ရာရှိတွေစစ်တပ်မိသားစုတွေရပ်ပုံမှတ်တမ်းတွေကိုလူမှုကွန်ရက်မှာဝေမျှကြီးများတောက်လျှောက်ဆီလိုပေါ်လာကြောင်းရင်းအခြေအနေကြောင့်စစ်ကောင်စီတပ်တွင်လုံခြုံရေးရာလုံခြုံမှုမရှိတော့တဲ့အနေအထားကိုရောက်ရှိနေပြီလို့မင်းအောင်နိုင်ကပြောကြားခဲ့တာဖြစ်ပါတယ်။တော့လူမှုကွန်ရက်မှာမိမိတို့ရဲ့နာမည်အစ်စ်မိမိသားစုပုံသိမှုသားရင်းပုံတွေတင်ထားတာရှိရင်အမြန်ဆုံးဖယ်ရှားဖို့ ပြောမှာဆိုရင် profile lot တွေချကြဖို့တာဝန်ထမ်းဆောင်ရတဲ့တက်တွေလေရင်မျိုးစားပုံတွေမတင်ဖို့တစ်တော့မှလေရင်ပြန်တန်းတာဝန်ထမ်းဆောင်ရဗီဒီယိုတင်တာတွေမလုပ်ဖို့ရခင်ငယ်တွေကတင်မိသားတွေရှိရင်ချက်ချင်းဖြုတ်ဖယ်ချထုတ်ချပယ်ရှားပေးဖို့ဒေတက်တွေကစတင်ညွှန်ကြားနေဖြစ်ပါတယ်တကယ်ညွှန်ကြားချက်တွေမလိုက်နိုင်ဘူးဆိုရင်တော့လိုအပ်တဲ့ရေးမှုတွေလုတ်ဆောင်မယ်လို့လည်းအတိပေးလိုက်ပြီးဖြစ်ပါတယ်ကဲဒါကတော့လေတက်ကကောင်းတယ်ကသူတို့ဘာဘောမာကြီးကဘောကကြီးပြီးလေပင်ပြီးမျိုးလုံးပြီးရှာထွက်တဲ့နေထားတစ်ခုရောက်လာတော့တွေ့နေရဖြစ်ပါတယ်မင်းအောင်နိုင်တို့ရဲ့အကြောက်တရားဘလောက်ထိတောင်စိုးလဲဆိုရင်အခုလိုမျိုးနေထားထိတောင် အင်းမြန်နဲ့ရောက်ပါဖြစ်ပါတယ်နောက်ထပ်သတင်းပုဒ်အနေနဲ့ကတော့မွန်ပြည်နယ်မှာစစ်ကောင်စီဖွင့်လှစ်မဲ့စစ်မှုထမ်းပတ်စဉ်73တင်းနှံအတွက်လူငယ်140နီးပါးစစ်သားစုဆောင်ခံခဲ့ရတယ်လို့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်တွေကသိရှိရပါတယ်စစ်ကောင်စီစုဆောင်ခံရတဲ့လူငယ်တွေကိုဘေလ18ရက်နေ့မှာမော်လမန်မြို့မှာရှိတဲ့အရှိတောင်တိုင်းစစ်ထာနာချုပ်ရဲ့နေမိကန်တင်းနှံကျောင်းမှာစစ်ကောင်စီခန့်မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းဦးဆောင်တဲ့အဖွဲ့ကနေပြီးတော့တွားရောက်တွေ့ဆုံခဲ့ပါတယ်စစ်မှုထမ်းတပ်သားတွေစုဆောင်ခံရတဲ့ရေတွက်ကိုစစ်ကောင်စီဘက်ကထုတ်ပြန်တာမရှိမဲမှတ်တမ်းတပုံတွေရွာ စစ်သားစုဆောင်ခံရတဲ့လူငယ်ဟာ140နီးပါးရှိတယ်လို့သိရပါတယ်။တင်မူတန်းအပတ်စဉ်သုံးသင်တန်းအတွက်စစ်သားစုဆောင်ခံရတဲ့လူငယ်တွေဟာကစ်စစ်ကောင်စီရဲ့အတင်းဓမ္မဖမ်းဆီးခံရပြီးနောက်တပ်သားစုဆောင်ခံရသူအများဆုံးပါဝင်တယ်လို့လည်းစစ်ကောင်စီနဲ့နှီးဆက်တဲ့သူတွေရဲ့ပြောပြကြရာသိရှိရပါတယ်။စစ်ကောင်စီဟာစစ်မှုထမ်းဖို့အတွက်အသက်အရွယ်မပြည့်သူတွေကိုစစ်မှုထမ်းမခေါ်ယူဖို့ပြောဆိုနေပေမဲ့ဒေသတွင်းမှာကတော့အသက်မပြည့်သေးတဲ့လူငယ်တွေပြင်ကျမ်းမာရေးမကောင်းတဲ့လူငယ်တွေကိုပါတပ်သားသစ်စုဆောင်နိုင်ရှိပါတယ်။ ီလိုမျိုးချီနေရကတော့စစ်ကောင်စီဘက်ကပြောထားတော့ကျမ်းမာရေးမကောင်းပေမဲ့လည်းအမင်းချက်ဟင်းချက်ကျင်းခွဲအဆရှိတဲ့လုပ်တွေလုပ်နိုင်မယ်အိတ်ကလေးတွေနေပါဆွဲနိုင်မယ်ဆိုရင်တော့အကုန်လုံးကိုပေါ်ခဲ့ဖို့မှာကြားထားတယ်လို့လည်းစစ်ကောင်စီရဲ့နှိစက်တဲ့တိုင်ဝမ်ကနေပြီးတော့အရှိရပါတယ်။အောက်ကြီးချင်းအဖြစ်မွန်ပြည်နယ်မှာဘောမာနေတဲ့မွန်ဖွဲ့စည်းတွေတော်တော်များရှိပါတယ်။ဒီကောင်တွေကလည်းလူမျိုးတကြီးတက်တဲ့ညနေဖြစ်တဲ့အတွက်ဒီကောင်တွေကိုလည်းဒီတိုင်းလွတ်ထားလို့ရတဲ့အနေထားတစ်ခုလို့မဟုတ်တော့ပေါ်လိုင်းဘက်ကသိရှိဖို့လိုအပ်ပါတယ်။အမျိုးကြီးကလည်းခတ်တယ်ဟုတ်ကဲ့။သူကလည်းသူပဲ နိုင်ငံပြည်စည်းနေတာသူ့ကြောင့်လည်းပါတယ်သူ့ကြောင့်လည်းပါသူကလည်းဖွင့်နေပြောရတယ်ဟိုထွက်လို့လည်းမရတော့သူထွက်လည်းသူကသူ့အတွက်လုံညို့မင်းတို့ပါထွက်ရင်တော့သေထွက်ပဲထွက်လို့ရတော့မယ်မင်းတို့လည်းသူ like ဝါမကောင်းဘူးဆိုတော့ဒီရရှိတယ်อืมအဲ့တော့သူကလည်းမလို့တော်လည်းတမနာဟာယူလာတော့မသိဘူးအဲခက်တာပို့ဆိုးတာလေ ်ရွေးကောက်ပွဲပြီးရင်တူတမနာဖြစ်ဘူးဖြစ်မှဖြစ်မှာမဟုတ်ဘူးနဲ့တူတမနာရလို့ယူယူပြီးရင်လည်းသူကနောက်ထပ်တမနာကြိုက်တော့ယူလို့ရပါဆိုဥတွေပြင်လိုက်ပေရောเสียရည်အဲဥမင်းအောင်လာလည်းတမျိုးသူကတော့ဟုတ်ပဲကွာသူကလည်းသူကလည်းဟိုနိုင်ငံဖြတ်တယ်မှာသူလည်းပါတယ်အတက်မလို့သားလေသူကြောက်လည်းမျက်နှာငယ်ရတယ်နော်ဒါတော့ကျွန်တော်တတိပုဂ္ဂလအနေနဲ့မျိုးကြိုက်တာပြောနေတယ်ကိုရောကပြောပါမယ်နော် ောက်ပလာဟိုသူ့ကဟိုဘလခေါ်မလဲသူ့လည်းတမရလည်းသူຢာကြီးတမရသူပဲလုပ်တယ်သူတို့တော်တော်ဆိုးပါတယ်ဟုတ်လားဟုတ်တယ်ဟုတ်တယ်မင်းတို့လည်းမင်းတို့လည်းမမားဘူးတခါကြီးရပြလားအမှန်ပဲလေဟုတ်တယ်မင်းတို့လည်းမင်းတို့အမြင်နဲ့မင်းတို့သူကလည်းသူကသူကလည်းအဲ့တမရယူရဓမ္မခုနိုင်ငံနဲ့ခုတော့သူပြက်စီးနေဘာမှလည်းမလုပ်နိုင် လူတွေလည်းခွေးဖြစ်အကုန်လုံးအကုန်လုံးနိုင်ငံကပွင့်လင်းပြောရင်ဖာနိုင်ငံဖြစ်တော့သူကိုယ်တိုင်ကလည်းမကောင်းတာအန်ယူဂျီကထုတ်ပြန်လိုက်တဲ့ထဲမှာဘောမရှင်းလင်းမှာပါဝင်လာပြီးဖြစ်တဲ့အတွက်ဘောမစိုက်ကလည်းအုံလုံးနေတာတော့အမှန်ပါပဲအောင်ဒီယာသူများရဲ့သားသမီးတွေသူများရဲ့မိသားစုတွေကိုလုတ်တဲ့ချိန်မှာတုံပြုံပြုံပြုံနဲ့အောင်ပွဲခံနေကြပါမယ်ကိုယ့်ရဲ့မိသားစုကိုထိမယ်လဲဆိုတော့တောက်တရားတွေဖုံးလွှမ်းလာတဲ့အနေအထားတစ်ခုကလည်းတကယ်လက်တွေ့မြင်နေရပါဒီကောင်လေးရဲ့ဘက်ဆက်ကဘာတွေပဲအာတင်းပြီးပြောနေပြောနေ ကောင်လေးရဲ့အကြောက်တရားတွေကဘယ်လောက်ဒီဆုံးနေရောက်နေလဲဆိုတွေ့နေမှာဖြစ်ပါတယ်လို့ပဲဘောမနေနေကိုလည်းတော်လန်ပြည်သူတွေရောတော်လန်ကြီးတတိရောအားလုံးတူတူပူပေါင်းပြီးတော့အမြန်ဆုံးဆွေးနွေးဖို့တဲ့စီစဉ်တွေကိုချမှတ်တင်ပြီးလို့လည်းဒီနေရာကနေပဲထပ်မံတိုက်တွန်းပြောဆိုချင်ပါတယ်ဥပဒေမှာမရှိဘူးနော်ပြည်တွင်းစစ်မှာလေးမတုံးရဘူးလို့ဘယ်ဥပဒေမှာမရှိဘူးလက်ရှိကလည်းပြည်တွင်းစစ်မှုပြည်ပကျူးစော်စစ်ပြည်ပကျူးစော်စစ်လက်ရှိကခင်ဗျပြည်ပကျူးစော်စစ်ကရခိုင်ကကျွန်တော်တို့ခင်ဗျားတို့ကျွန်တော်တို့စာတင်ခဲ့ရတယ်လို့ဗြိတိရှတက်တွေက ိရိရှားတက်တွေကတင်မောကြီးနေဒီမြန်မာနိုင်ငံကိုအောက်မြန်မာပြည်ကိုတက်သိမ်းပြီးတော့လာတာမဟုတ်ဘူးဗမာအချင်းချင်းတွေ့ခွဲ့ပြီးတော့လက်နက်တွေငွေကြီးတွေထောက်ပတ်လိုက်တာငွေကြီးတွေထောက်ပတ်လိုက်တာဒီမှာလက်နက်ကိုင်ဖွဲ့ဘလို့ငွေလောက်ဝင်နိုင်မလဲဗျာခင်ဗျာလက်နက်ကိုင်ဖွဲ့တွေပြောခင်မင်းဘာကိုထောက်ပံ့နေတဲ့အဖွဲ့အစည်းနဲ့မင်းဘာရဲ့ပြည်ပအာကူပစိယိုးပဲအရင်ပြောကြည့်အောင်နော်။ဒါပါပြောဒီလိုမျိုးပြောနေတဲ့အကောင်းတွေကိုတနေ့တနေ့ပြည်သူတွေလုံးဝမမေ့ဘူးလို့လိုပါတယ်။ကောင်းတွေကိုကြုံရင်ကြုံလို့ရှင်းရမှာဖြစ်ပါတယ်။ပူဒီဆက်ပြင်းရဲ့ကြီးကြီးတတော်ကခင်ဗျာတောင်းနဲ့ချီတန်တယ်။40တလုံးကခင်ဗျာတောင်းနဲ့သိန်းနဲ့ချီတန်တယ်။ ဘယ်လိုပြစ်ထုတ်နိုင်လဲတရက်တည်းသူတို့ပြစ်တဲ့အပြင်တော့မနေခမကြီးလည်းမြန်မာနိုင်ငံမှာခမလက်ရှိခမကြီးလည်းဘယ်နာမှာတိုက်ဝဲပြစ်တယ်ဘယ်နာမှာတိုက်ဝဲပြစ်တယ်ဒါခမကြီးတို့သိတာပဲမသိတာအများကြီးပဲအဲ့ဒီမှာခမလေထဲကိုပြစ်ထုတ်လိုက်တဲ့ကြည်စံဖို့တည်းတရက်တည်းမနေဘူးလေအဲ့ဒီလိုဆန်နေမရရဘူးလေပြည်ပနိုင်ငံတွေထောက်ပံ့မှုကရတာပေါ့အဓိကတော့ကျွန်တော်တို့တရုတ်တရုတ်နဲ့တရုတ်နဲ့ဒီလက်နက်ကိုင်ဖွဲ့တွေရဲ့အဲကိစ္စရဲ့တွေပြီးအမေရိကန်ရဲ့ပါဝင်မှုတွေအများကြီးပဲကျွန်တော်တို့ဒီမှာဖြစ်နေတာဖြစ်နေတာအများကြီးပဲအဲ့တော့တို့ကဘာဆက်ဖြစ်လဲဆိုတော့ဗျာအဲ့လိုကိစ္စတွေဖြစ်တဲ့အတွက်တို့ကအေးအေးယူမယ်ပေါ့ဗျာအေးအေးယူတော့မှတို့ကခင်ဗျာပြည်ပမှာအေးအေးယူတာမဟုတ်ဘူး ဲ့တော့သူကအဲ့မှာအရေးကြီးမှာပါတယ်ဗျအရေးကြီးမှာပါတာကအဲပါတာကကျွန်တော်တို့စစ်ကောင်းဆောင်များတဲ့အမေပေးစစ်တိုင်းကိုအရာရှိများတဲ့လက်တွေလောက်ကန်သူလောက်ကန်သူလေမှုများတဲ့အကြက်ဖက်တက်ဖွဲ့များတဲ့ကိုကြီးပန်ဘိုးသူအားပြအောင်မပြုသူတရေမှန်ကိုဖုံးကွယ်လိန်ညာနေပြီးစစ်တက်လော်ဘီများအားလုံးကိုဦးလိုက်နေပြီးအပြစ်ပေးယူနေတဲ့အတွက်နိုင်ငံတကာတရားရုံးများနိုင်ငံအလိုက်တရားရုံးများကမကပြည်တွင်းတရားရုံးများပါတရားမျှတမှုပေါ်ဆောင်ရေးအစိုးရကိုကြိုးစားပါမယ်တဲ့နိုင်ငံတကာတရားရုံးကိုမပြောတော့ပြည်တွင်းတရားရုံးကတော့မင်းတို့ကိုရှင်းပါပဲမင်းတို့မကြခင်စောင့်နေကြ ငယ်ဆိုတာဟောဗျာဆိုတာကခင်ဗျာမြောက်ဒီရလူတွေသူတို့မြောက်ဒီရလူတွေ MRD ပဲလို့စိတ်ဝင်စားတာမဟုတ်ဘူးသူတို့ကကြိတ်ချင်တာကျွန်တော်တို့ကြိတ်ချင်တာအေးသိရင်ပြီးတော့ကျွန်တော်တို့ကြိတ်ချင်တာအင်းအဲ့တော့ကျွန်တော်တို့ဗျာဒီဒီတော့မှရှိတဲ့မီဒီယာတွေပြီးရင်ကျွန်တော်တို့ဘက်ကအမျိုးသားရေးအုပ်စုတွေပေါ့အဲ့ဒီအုပ်စုကြိတ်ချင်တာအဲ့တော့မင်းတို့ကောင်တွေကိုအဲ့တော့မင်းတို့ကောင်တွေကတော့ရားတဲ့ညမှာတတ်မယ်ဆိုတဲ့သဘောပဲသဘောပဲအဲ့လိုပဲအဲ့တော့မင်းတို့သူလည်းဆိုလိုတာဗျာမင်းတို့လုံရင်လုံမင်းတို့လုံရင်လုံရင်မင်းတို့မင်းတို့ကတော့နိုင်ငံတကာတရားဥပဒေအမှုဖွင့်မယ်ပြည်တွင်းတရားဥပဒေအမှုဖွင့်မယ်ဆိုတော့ဗျာသူတို့ အာသူတို့ရဲ့ဒီသူတို့သူတို့အောက်မှာရှင်း PDF တွေကိုလာရှင်းခိုင်းမှာပဲအဲ့တော့အဲ့တော့ရှင်းပါလားဗျာကျွန်တော်တို့ရှင်းတယ်ကျွန်တော်ရှင်းတယ်ကျွန်တော်မိဘအသက်ခံရတယ်ကျွန်တော်မိဘအသက်ခံရတယ်ကျွန်တော်မိဘအသက်ခံရတယ်ကျွန်တော်အတိုင်းဝန်းအသက်ခံရတယ်အဲ့ဒီမှာရှိတဲ့ NLD လွှတ်တော်ကိုယ်စားလှယ်ရဲ့ တတော်ကိုယ်စလေအမှန်ဟောင်းစစ်သွေးကြကောင်းဆောင်ရဲ့အဖေတော်မှုအမေစီးရီးလိုက်ဆွဲမှာကျွန်တော်တို့ကတော့ရှင်းကျွန်တော်တို့မြစ်တာထားမလို့ကျွန်တော်ယောက်ျားတွေဟွန်းမင်းအခုလိုပြောလို့မင်းရဲ့မိဘတွေမင်းရဲ့အမျိုးတွေကိုတော့မထီရသေးတာတော့ထီရင်တော့လုံးမလို့စဉ်းစားနေမင်းတို့အခုဘုံကျက်လိုက်တဲ့ကလေးတွေရဲ့မိဘတွေဆွေမျိုးတွေကမင်းတို့ဘယ်လောက်ထီတော့တိတ်ထဲမှာရောက်နေလဲဆိုတာမင်းတို့စဉ်းစားစဉ်းစားကြည့်တော့ဟောမင်းတို့ဒီကို့ထီမဲ့မိကြတော့ပူမဲဆိုပြီးကြောက်နေတယ်သူများကိုကြတော့မိလိုက်ရှူနေတဲ့ကောင်လေးယောက်ျားရဲ့နှစ်ချက်ပဲရှိတယ်မင်းကိုင်မလားကိုင်မလားနှစ်ချက်ပဲရှိတယ်ကျွန်တော်တို့ယောက်ျားစီပဲရှိတယ်အဲ့တော့အဲ့ဒီကျကျွန်တော်တို့စိတ်ခေါ်တာ တော့ဆိုတော့ရမင်းတို့ဒီလိုလုပ်နေချက်တဲ့ဒီဗီဒီယိုတို့တော့ record ယူထားမှာသိရပါပဲဒီဗီဒီယိုတို့ဒီနေ့ကြာရင်တော့ဒီကောင်းနေမရှိတော့တဲ့ချိန်ကြာရင်တော့ပြန်ပြီးတော့စိတ်နေစားစားနဲ့ပြည်သူတွေကို EB ကြီးကြီးနဲ့ဖွင့်ပြအောင်ဖြစ်ပါတယ်။အဲ့ရအကြက်တဲ့မြန်မင်းတို့မိသားစုတွေမင်းတို့တွေ့ရတဲ့နေရာရှင်းပါဗျာ။ကျွန်တော်တိုက်ပြီးတော့လုပ်တာကမကူနဲ့မကူနဲ့မိုးတိုင်းကြီးဒီကောင်းနေသိတာကမြားအဲ့ဒါပဲဒီကောင်းနေကခမဒီ၄ရောက်စလုံးဟာ NUG ကဖွင့်တဲ့ဥရိန်တွင်ဂျာကာလာပညာရေးအထက်တန်းကျောင်းမှာတက်နေကြတာပါ။သူတို့မှာတခြားရွေးချယ်စရာလည်းမရှိပါဘူး။ကလေးတွေပညာတက်စေချင်လို့ရှိရင်ဒီကျောင်းမှာပဲထားရမှာပါ။ မိဘတွေအနေနဲ့အခုလိုခစ်ပြက်ကြီးတဲ့မှာရွေးချယ်ရတာကခက်လာပါတယ်။သာသမီရဲ့အသက်အန္တရာယ်ကိုစိုးရိမ်ပူပန်လို့ဆိုပြီးတော့အကြောင်းမပို့စာမတင်မဲ့ထားရင်အဲ့ဒီသာသမီဟာငတုံးငအဘဝနဲ့ဘဝတက်တက်တာမှာလူရလာပြပြဝဝမခံစားရပဲနဲ့ရှင်းတမ်းရပါလိမ့်မယ်။အဲ့ဒါလိုတက်တက်လုံးကြောင်းမပို့ပဲထားလို့လဲအသက်အန္တရာယ်ကနေပြီးတော့လုံးဝကင်းပါပြီလို့ဘယ်သူကမှအာမခံနိုင်တာမဟုတ်ပါဘူး။ကြောင်းပို့ပြီးတော့စာတင်ပြန်တော့လေဒလန်ကသတင်းပေးလိုက်လို့ ကြောက်ရှိတဲ့နေရာကိုလာပြီးတော့ဘုံကျဲရင်အသက်ဆုံးရှုံးကြမှာကြောက်ရပြန်ပါလေ။ဒါတွေအလုံးဖြစ်ပေါ်လာအောင်ဖန်တီးနေတဲ့အဓိကနံပါတ်1တရားခံကဘယ်သူပါလဲ။အခုခါမှာလူတိုင်းသဘောပေါက်နေကြပါပြီ။အဲ့ဒီအနာရှင်ကိုလည်းမုန်းတယ်။အဲ့ဒီမင်းအောင်လိုင်းကြီးကိုလည်းအမြန်ဆုံးဖြုတ်ပေးပါဒါလောက်ဆိုးရတဲ့မင်းကိုဆက်မထားပါနဲ့လို့နိုင်ငံတကာကလည်းတောင်းပန်နေပါလေ။ဒီမင်းကြီးကိုအမြန်ဆုံးဖြုတ်ပေးရ။ဒီမင်းကြီးရှင်နေနောက်တဲ့သာသမီတွေဒီလိုမျိုးတွေသူများသာသမီတွေလည်းဆုံးရှုံးမှကြောက်တယ်။ သူတို့မွေးထားတဲ့တာသမီ၄ယောက်ကိုအိုရိန်တွင်အထက်တန်းကျောင်းမှာ ထားခဲ့တဲ့အနက်မှာ၂ယောက်အသက်ဆုံးရှုံးခဲ့ရပါတယ်။နှစ်တန်းကျောင်းသူလေးနဲ့၄တန်းကျောင်းသားကလေးပါ။အကြီးလေးကတော့ယောက်ျားလေးကြီးလေးကတော့ရင်းချမ်းမြောင်ကတော့၃နှစ်။ဟိုလက်မလေးကတော့စွန်းလုံးလေးလေးဝယ်သူကဆယ်နှစ်တည်းရောက်ပြီပဲ။ဝင်းနေကောက်တူပြီးတဲ့လာလာကမှဝင်းနေပြီလို့ကြောင်း ဆယ်နှစ်ထက်ရောက်လာမှတော့ဝင်းနေကိတ်လေးပါလေးလောက်ပေးထားကြာသေးဘူးဆယ်နှစ်ပါပဲသူကသူကနှစ်တန်းအိုက်ဆယ်နှစ်ဒီလိုမျိုးအနေထားတွေကိုကြည့်မယ်ဆိုရင်မိဘရှိတဲ့သားသမီးကိုတိုင်းအားလုံးကိုချင်းစာမိမှာတော့သိကြပါပဲ။တို့ရဲ့နေရာမှာကိုရီတာဆိုရင်ဘယ်လောက်ထိခံစားမလဲဆိုတာကိုစစ်ခွေးတွေကလွဲပြီးပြည်သူတွေကတော့ခံစားမိမှာတော့အမှန်ပါပဲ။စစ်ခွေးတွေကတော့ခံစားမိမှာမဟုတ်ပါဘူး။ဘို့လဲဆိုတော့မင်းအောင်လိုက်လို့ပဲခွေးစိတ်တက်ရှိတဲ့ကောင်လေးမြင်လို့ပါ။ဟာကူကြီးကောင်ကတော့ဟာ လေးတန်းလေးတန်းတမိလေးရှွန်းလက်လက်ဝေကအတန်းထဲမှာအမြဲတမ်းပထမရတဲ့ကလေးပါကြည်လာရင်ဆရာဝန်လှုပ်ပြီးတော့မိဘကိုလှုပ်ကြွေးမလို့ပါတဲ့ညဆိုလဲမအိတ်မနေစာကြိုးစားကြက်မှတ်တတ်သူတယောက်ပါအဲလမ်းမာတဲ့ကဒန်နဲ့လေကဘယ်တော့နေနေပရမသုကြီးတွေရလာနေ့တိုင်းလိုပဲပရမသုကြီးတွေရတော့သူကလမ်းမနေလေသူကဒီဒန်နဲ့ပရမသုကြီးအောင်အခုစမ်းစာမွေးတွေကိုသူကပရမသုပဲပရမကြီးတယ် ့သူကသူကြည့်ရင်တော့ဖေမေတို့ကိုပြန်လို့ကျင်လို့ဆရာအောင်မဖြစ်အောင်သူကကြိုးစားမှာပါတယ်သူကသူကြည့်ရတဲ့ကြက်ကလည်းအဲ့လိုကျွန်တော်တို့လည်းအဲ့လိုပဲသူ့ကိုမှတ်တာအဲ့ကြမ်းတော့သူ့ကိုမောင်မောင်ဦးစားပေးပြီးတော့အာဘူးမြေရန်ကြိုးစားကြိုးစားခိုင်းတယ်ကလီမလေးကလည်းကြိုးစားတယ်ညလည်းမအိတ်ခုသူကလည်းကြိုးအဲ့မြေရန်ချက်ဖေသားသမီးနေနေပါအကုန်လုံးမှာပဲအကုန်လုံးချက်တာပါဒါပေမဲ့သိုးသေးတဲ့သားသမီးလည်းသိုးသေးလို့ချက်ရတာပါလေ မဆိုးတဲ့ဒါလေးမာတဲ့သားသမီးတွေလေးမာတဲ့လူကိုသမျိုးချရတာပဲသမျိုးတိချရတာဆိုတော့ကိုသားသမီးတွေအောင်ဆုံးရှုံးလိုက်ရတော့ကျတော့အခုချိန်ဒီဒီနေ့မှမကံမရနိုင်ကြီးဖြစ်နေတာအသက်7နှစ်ပြည့်ပြီးတော့အသက်73နှစ်ထဲရောက်နေတဲ့မောင်ဟိန်းချမ်းမြေ့အောင်ကိုတော့အလူလုတ်ရှင်ပြုတ်ပေးဖို့အတွက်ပစ္စည်းတွေတောင်းဝယ်ထားပြီးပါပြီဒီသားကလေးကိုရှင်ပြုတ်ဖို့မိဘတွေကအားခဲပြီးတော့ပိုးမွေးသလိုမွေးထားခဲ့တာပါ ုပ်သားသမီးလေးကကျုပ်ကတပူသေးလာကုန်လို့ရှိရင်ရှင်းပြပေးမယ်သားလေးသားလေးကရှင်းပြပြီလို့ကြာရှင်းပြပြီးသူကရန်ကုန်လိုက်မှတယ်ခုသားလေးလည်းရှင်းပြလို့မရတော့ရှင်းပြမလို့မို့ပစ္စည်းလေးလည်းဆင်းနေပြီအဲ့စီအရာရှင်ကြီးလည်းမုန်းမယ်မင်းရောက်လာရင်လည်းမုန်းမယ်ပြင်းပေးရမိသားစုတွေလည်းမုန်းမယ်ညမိသားစုတွေပြုတ်ကွဲအောင်သာသူတို့မုန်းတယ် င်ငံတကာကိုလည်းတောင်းပန်နေပါတယ်အတရားတွေကိုအမြဲဆုံးအေးစီအောင်လုပ်ပေးပါလို့ခေါ်ထုတ်မိတာပါဗျာလေရင်ဆိုတာတည်မင်းပါပဲလေရင်လာပြီဆိုတာနဲ့ပြည်သူတွေကြောက်လန့်ကြပါတယ်လေရင်တန်ကြတာနဲ့ချက်ချင်းထပြေးရအောင်ကလည်းဘယ်နေရာကိုဘလို့ဘုံကျဲမယ်ဆိုတာကတိတိကျကျတိကျတာမဟုတ်ပါဘူးဒါအပြင်လေရင်ဝဲလာတဲ့အချိန်နဲ့ဘုံကျဲတဲ့အချိန်ကြားမှာပြေးဖို့လွှားဖို့အတွက်လည်းအချိန်လုံးလုံးလောက်လောက်ရတာမဟုတ်ပါဘူးဆရာမတူရဲ့ပြောရဆိုလို့ရှိရင်10မိနစ်တောင်အချိန်မရလိုက်ပါဘူးစက္ကန့်ပိုင်းလေးပဲအချိန်ရလိုက်တယ်လို့ဆိုပါတယ် ဒီကြောင်ပြက်ခံလေးလင်းလာတဲ့ကြောင်ကျွန်တော်ခုနန်းသားလေးထိုင်ပြီးတော့တော့စကားပြောနေချာအဲ့လိုစကားပြောနေတော့လင်းရင်နဲ့ကြားတယ်ဆိုတော့ပထမတော့လင်းရင်ထွက်ကြည့်လိုက်တယ်ထွက်ကြည့်လိုက်ဝတဲ့ဝဲနေဝဲနေတော့ဝဲနေရဝဲနေရဆိုကြားတော့မကြောင်ကြည့်တော့ကြတော့စိုက်လာပြီစိုက်လာပြီတဲ့တော့ပြစ်တော့မနေမှာပြစ်တော့မနေမှာနဲ့ကိုမင်းနဲ့ဥပတို့ရကျွတ်ပြေးအောင်လို့တို့ရကျွတ်ပြေးနေပြေးနေတော့ခဏနေတော့ကြတော့ဒီလိုဝိုက်ထည့်ပြီးတော့ အနောက်တောင်တောင်နေဝိုက်ထဲဥတော့ညစ်သွားတယ်ဆယ်နာရီဝန်းကျင်လောက်နေအဲ့လောက်ဘုံကျက်လိုက်တာနဲ့စာတင်ချောင်းတွေကကလေးတွေကိုပြစ်မှတ်ထားပြီးတော့ကျဲသွားတယ်ဆိုတာသိလိုက်ပါပြီစာတင်ချောင်းအနေမှာအိမ်အမုံမိုးနေတဲ့ရွာသားတယောက်ရဲ့မျက်မြင်ပြောကြားချက်အရဆိုလို့ရှိရင်လင်းဟာနိမ့်နိမ့်ပြန်တန်းပြီးတော့စာတင်ချောင်းကိုတိတ်တိတ်ချာချာချိန်ရွယ်ပြစ်ခတ်သွားတာလို့ဆိုပါတယ်အခုလင်းမြန်ရဲ့ဘုံကျဲမှုဟာ GPS နဲ့ နေရာဒေသကိုတိတ်တိတ်ချာချာတွက်ချက်ပြီးတော့ကွက်တိပစ်ခတ်ဘုံကျဲသွားတာမျိုးပါဒါအပြင်လေရင်ပေါ်ကနေစစ်သုံးမှန်ပြောင်းနဲ့ကြည့်မယ်ဆိုလို့ရှိရင်လေကလေးတွေနဲ့စာတင်ချောင်းကိုတိတ်တိတ်ချာချာမြင်ရနိုင်တော့တဲ့အမြင့်လောက်ကနေပြီးတော့ဘုံကျဲချသွားတာပါလေရင်ပေါ်ကစစ်ဖို့တွေဟာငရေသားတွေပါပဲလူတပ်သမားကြီးတွေကလေးတပ်သမားကြီးတွေပါကျောင်းကိုဘုံကျဲလိုက်ရတဲ့အဲ့ဒီလေတပ်စစ်ဖို့တွေရဲ့စိတ်ထဲမှာဘလို့များရှိမလဲဆိုတာကိုစဉ်းစားကြည့်ကြပါမနေ့ကအင်တာဗျူးထားတဲ့ဆရာမကတော့ ဲ့ဒီစစ်ဘိုတွေရဲ့မျက်နှာကိုမြင်ဘူးချင်တယ်ဘလို့လူမျိုးလဲဆိုတာကိုကြည့်ချင်တယ်လို့ပြောသွားပါတယ်သူ့မှာသားသမီးမရှိဘူးလားလို့လဲမေခွန်းထုတ်သွားပါတယ်ဒါကစွန်းစားစရာပါအိမ်ပြန်ရောက်လို့သူ့သားလေးသမီးလေးတွေကိုတွေ့တဲ့အခါမှာသွေးစွန်းနေတဲ့သူ့လက်နဲ့ကလေးတွေကိုပွတ်ဖက်မှာပါလားအဖေတော့ဒီနေ့သားတို့သမီးတို့လို့ကလေးလေးတွေအယောက်20လောက်ကိုဘုံကျဲတက်ခဲ့တယ်ကွာလို့သူပြောရပါမလားစာတင်ကြောင်းပေါ်ကို ဘုံတက်တဲ့ကြသွားတဲ့အချိန်မှာလေရင်ပေါ်ကစစ်ဘိုးတွေဟာအချင်းချင်းများလက်မထောင်ပြကြမှာလားဒဲ့ကိုထိသွားတာပဲဟေးဆိုပြီးတော့ဝမ်းသာအားရထော်ချမှာပါလားမြေပြင်ပေါ်ကကလေးဖေကတော့စာတင်ချောင်းပေါ်ဘုံကျက်သွားပြီဆိုတာကိုသိသိချင်းဆိုင်ကင်နဲ့ထပြေးသွားပါတယ်ခန်းတိုင်ဝဲနေတော့ငိုပြစ်ပြီးတော့ခဏနေတော့ဝဲနေတော့တန့်သွားလိုက်တန့်ပြီးလည်းကစင်ကန်းဆိုင်ကင်ရှိတဲ့ဆိုင်ကင်ကောက်စီအဲ့ဒါကလေးနေအောင်ဆက်လုံးကပထမ ကောင်မလေးတွေ့ရကောင်မလေးတွေ့တော့ကောင်မလေးပြတော့နောက်တယောက်ရောက်ရှာနောက်တယောက်ရောက်ကြတော့မထူးပါဘူးလောင်းလောက်ဝေးမှာမောင်နှမတယောက်ရှင်ပြေးလိုက်